သမ္မတဒေါ်နယ်ထရမ့်ဇွန်လ9ရက်နေ့ကပြဋ္ဌာန်းခဲ့တဲ့ travel ban အမေရိကန်ပြည်ထောင်စုကိုလာရောက်ခွင့်ပိတ်ပင်တားမြစ်တဲ့စီးရင်ထဲမှာပါတဲ့နိုင်ငံကလူတွေ green card ရဖို့ပုံမှုခက်ခဲစေတဲ့ဥပဒေထုတ်ပြန်ဖို့သမ္မတထရမ့်မစိုးရကပြင်ဆင်နေပါတယ်။ The New York Times သတင်းစာကရရှိခဲ့တဲ့အမိမြေလုံခြုံရေးဝန်ကြီးဌာန DHS ကပြင်ဆင်နေတဲ့မူကြမ်းအရလက်ရှိလာရောက်ခွင့်ပိတ်ပင်ခံရတဲ့နိုင်ငံ၁၂နိုင်ငံကလူတွေအနေနဲ့ အမေရိကန်နိုင်ငံထဲရောက်နေပြီးရင်တောင် green card နဲ့တခြားခံစားခွင့်တွေရနိုင်ဖို့ပုံမူခက်ခဲစေအောင်စီစဉ်ထားတယ်လို့ဆိုပါတယ်။စီးရင်ထဲမှာပါတဲ့နိုင်ငံတွေကလူတွေဟာ DHS အစိုးရလူဝင်မှုကြီးကြပ်ရေးဖောင်နေဖြစ်တဲ့နေရာမှာမလိုလားအပ်တဲ့ဒါမှမဟုတ်ရင်မကြိုက်နစ်သက်စရာ negative factor တွေပါနေတယ်လို့ဖော်ပြထားကြောင်း New York Times ကရေးပါတယ်။တမန်ထရမ်အခု2025ခုနှစ်ဇွန်လကပြဋ္ဌာန်းခဲ့တဲ့ Travel Ban 12နိုင်ငံစီးရင်ထဲမှာမြန်မာနိုင်ငံလည်းပါနေတာမို့ဒီပြောင်းလဲကန့်သတ်ချက်ဟာ အမေရိကန်မှာရောက်နေပြီး green card မရသေးသူတွေရဖို့ရှောက်ထားတဲ့လူတွေအပေါ်တက်ရောက်မှုတွေရှိလာနိုင်ပါတယ်လက်ရှိမှာဒီ policy ဟာအတိမဖြစ်သေးပဲအပြည့်အစုံရေးနေတဲ့အဆင့်မှာပဲရှိနေသေးပေမဲ့ဒီထက်မှပါတဲ့အဓိကအနှစ်သာရဖြစ်တဲ့ green card ရနိုင်ရေးပုံမခက်ခဲစေအောင်ရည်ရွယ်ရေးထားတဲ့အချက်ကတော့ရှိနေမယ်လို့ဆိုပါတယ်လူတချို့ကိုသူတို့လာတဲ့မိခင်နိုင်ငံပေါ်မူတည်ပြီးဘလို့အခွင့်အရေးရတဲ့နဲ့မရတဲ့မှုဆိုပြီးကန့်တတ်တာဟာလူမျိုးရေးခွဲခြားပြီးနှိမ်ချဆက်ဆံခြင်းဖြစ်ကြောင်း လူမှုကြည့်ကြရေးရှေ့နေတွေနဲ့တက်ကြွလှရှားသူတွေကဝေဖန်ပြောဆိုပါတယ်။သမ္မတထရမ့်ရဲ့အခုဒုတိယသက်တမ်းအတွင်ထုတ်ပြန်ခဲ့တဲ့ travel ban အမေရိကန်ကိုလာရောက်ခွင့်ပိတ်ပင်ခံရတဲ့ဆယ့်နှစ်နိုင်ငံကတော့မြန်မာ၊အာဖဂန်၊ချက်၊ကွန်ဂို၊အီရီထရီးယား၊ဟေတီ၊အီရန်၊လီဘီယား၊ဆိုမာလီယား၊ဆူဒန်နဲ့ယီမင်နိုင်ငံတို့ဖြစ်ကြပါတယ်ခင်ဗျာ။ကျွန်တော်ဇော်ဝင်လိုက်ပါ။